တနေ့တနေ့တည့်ရဲ့စိတ်ထဲမှာတစုံတယောက်ကို မုံတီးခြင်းတစုံတယောက်ကို နာကြီးနေခြင်းအဲ့ဒီအတိတ်ကဖြစ်ခဲ့တဲ့အရာတွေကို ပြန်ပြီးတော့တန်းတနေတယ်တွေးနေတယ်အဲ့ဒီလိုမျိုးကနေပြီးတော့ဒီနာကြီးခြင်းတွေမုံတီးခြင်းတွေအဲ့ဒီဟာတွေကနေပြီးတော့သင်ရုံမထွက်နိုင်မဲနဲ့အာယုံထဲမှာဒါတွေကိုပဲတဝဲလဲလဲဖြစ်နေတဲ့သူဖြစ်နေတာတကယ်လို့သင်ကအဲ့ဒီလိုမျိုးတစုံတယောက်ကို မုံတီးနေတဲ့သူတစုံတယောက်ကို ဟိုသူ့အတန်ကို ကြားရင်သူ့ရဲ့အကြောင်းတွေကိုကြားရတဲ့အခါသူ့နဲ့ပတ်သက်တာတွေကိုမြင်ရတဲ့အခါမှာသင်ကသူ့ကို မုန်းတီးနေတယ်အာနာကြီးနေတယ်ဒါဟုတ်ပဲသင်ကအထက်ထက်တွေးနေတယ်ဆိုလို့ရှိရင်သင်ရဲ့အတွေးတွေသင်ရဲ့စိတ်တွေအားလုံးကိုသင်ဘက်ကနေပြီးတော့ပြန်ပြီးတော့ပြုပြင်လိုက်ပါစတဲ့စိတ်တွေအားလုံးကို ပြင်လိုက်ပါလို့ပြောချင်ပါတယ်။အဲ့ဒါကဘာဖြစ်လို့လဲဆိုလို့ရှင်ကျမတို့ရဲ့လူဘဝတက်တန်းကတိုးပါတယ်။ လူတယောက်ရဲ့သက်တမ်းကအသက်80ဆိုလို့ရှိရင်ကျမတို့အခုအချိန်မှာဖြတ်ကျော်လိုက်တဲ့အသက်က20ကျော်ခဲ့တယ်ဆိုရင်ကျမတို့က90လောက်ပဲကျန်တော့တယ်ကျမတို့ရဲ့သက်တမ်းက30လောက်ထိရှိခဲ့တယ်ဆိုလို့ရှိရင်ကျမတို့အသက်30ဆိုရင်ကျန်တာကအသက်40လောက်ပဲကျန်တော့တယ်ကျမတို့ဒီလက်ရှိမှာ ဟို40ဖြစ်နေတယ်ဆိုရင်ကျန်တဲ့တက်တန်က30လောက်ပဲကျန်တော့တယ်ဒီတော့ကျမတို့ဒီတက်တန်90ဖြစ်နေတယ်ဆိုပါစို့ကျမတို့ရဲ့ကျန်တဲ့တက်တန်ဒီအသက်20ပဲကျန်တော့တယ်ဒီတော့တနှစ်တနှစ်ဆိုတဲ့အချိန်ကလည်းခဏလေးအချိန်ဆိုတာကတနှစ်နဲ့တနှစ်ကကုန်သွားတယ်၍နေတာအချိန်ကအမြဲတမ်းပဲ၍လျားနေတာကိုကိုကိုတတိမထားမိပေမဲ့တနှစ်ကုန်သွားရင်တနှစ်အချိန်ကုန်သွားတာပဲဒီတော့ကျမတို့တွေကအဲ့ဒီလိုမျိုး ဒီလူတယောက်ကိုမုံတီးခြင်းတွေ၊နာကြီးခြင်းတွေဒီလူတယောက်အကြောင်းကိုစဉ်းစားနေတယ်၊တွေးနေတယ်ဒီဒီအကြောင်းတွေကိုပဲတဝဲလဲလဲကျမတို့ကတွေးနေပြီးတော့အချိန်ထက်ကုန်နေမယ်ဆိုရင်ကျမတို့တွေဒီထိုလူတွေအတွက်ကျမတို့ရဲ့ဘဝတွေကျမတို့ရဲ့ဒီတက်တန်တွေကိုအချိန်ဖြုန်းနီးရရောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကိုတော့စစ်ပေးနေတယ်ဒီလိုလူမျိုးတွေကိုစိတ်ထဲကနေပြီးတော့ကျမတို့က ထုတ်နိုင်မှာဒီအတွေးတွေကိုကျမတို့ကမတွေးတော့မှအရှိကိုဆက်ပြီးတော့တွားလို့ရမှာဖြစ်ပါတယ်လူဘဝကတူပါတယ်စိတ်ချမ်းသာဖို့အတွက်ကဒီလိုအရှိကဖြစ်ခဲ့တဲ့ဒီလိုမျိုးဟိုတောကတွေမုံတီးချင်းတွေအမုံတရားတွေအားလုံးကိုစိတ်ထဲကိုထည့်ပြီးတော့အရှိကိုဆက်တွားနိုင်မယ်ဆိုလို့ရှိရင်စောစောစီစီနဲ့ဘဝကိုချုပ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့တွေ ပြုပြင်ဖို့လိုအပ်တယ်။ဘယ်လိုပြုပြင်မလဲ။ဒါဆိုလို့ရှိရင်လွယ်ပါတယ်။ကျမတို့ဒီထိုသူတွေနဲ့ပတ်သက်တဲ့အရာပေါ့နော်။အဲ့ဒီတစုံတယောက်ကြောင့်ခံစားရတယ်ဆိုရင်တစုံတယောက်ကြောင့်ပတ်သက်တဲ့အရာထိုအမျိုးသမီးကြောင့်ဖြစ်တဲ့ခံစားချက်ကိုမှခံစားချက်မကောင်းဘူး။အဲ့လိုမျိုးတောကတွေဖြစ်နေရတယ်။အမုန်းတရားတွေဖြစ်နေရတယ်ဆိုရင်အဲ့ဒီအမျိုးသမီးနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုကိုယ့်ရဲ့မျက်စိရှေ့မှာလဲမမြင်အောင်ဖယ်ရှားရပါမယ်။ကိုယ့်ရဲ့ အကြအထဲမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းမကြားအောင်လို့လာပြီးတော့သူများပြောနေရင်တော့မှနားမထောင်နဲ့ရှောင်သွားလိုက်တာမျိုးပေါ့နော်လုံးဝနားမထောင်ပဲနဲ့ဒီတည်င်းကိုလည်းမကြားအောင်ဒီအတန်ကိုလည်းမကြားအောင်သူနဲ့ပတ်သက်တဲ့အရာတွေအလုံးကိုလည်းမမြင်အောင် ကိုကိုတိုင်းကဖေရှားလိုက်ဖို့လိုပါတယ်များသောအားဖြင့်လူတွေကအဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်ပဲနဲ့ သူ့ကိုတော့မုံပါတယ်ဒါပေမဲ့လို့သူ့ဘာရေးလဲဆိုပြီးတော့အကောင့်မှာတောင်းဝင်ကြည့်တယ်သူ့ကိုတော့မုံပါတယ်ဒါပေမဲ့သူ့ဘာပြောလဲဆိုတာကိုနားထောင်ခြင်းနဲ့သူ့ကိုတော့မုံပါတယ်ဒါပေမဲ့လို့သူ့ကိုတော့ကြည့်မရပါဘူးဒါပေမဲ့လို့ဆိုပြီးတော့အဲ့ဒီဒါပေမဲ့လို့ဒါပေမဲ့လို့အကြောင်းအရာတွေအများကြီးနဲ့အဲ့ဒီသူတယောက်အကြောင်းကိုကိုကစိတ်ဝင်စားနေပြန်ပြီးတော့နားထောင်နေတယ်ပြန်ပြီးတော့တွေးနေတယ်ပြန်ပြီးတော့ကိုယ့်ရဲ့ ်ဟိုအတွေးထဲကိုကိုယ့်ရဲ့အချိန်နေထဲကိုပြန်ပြီးတော့ဆွဲခေါ်ပြီးတော့ယူနေတယ်ဆိုလို့ရှိရင်ကိုကအရှုံးဖြစ်သွားပြီးဘာဖြစ်လို့လဲဆိုတော့ကိုကငကိုတဲကဒီလူတယောက်ကို မုံပါတယ်မုံပါတယ်ကြည်လို့မရပါဘူးဟိုသူ့ကြောင့်ကိုကဘဝပြတ်တာဖြစ်ဖြစ်သူ့ကြောင့်ကိုကစိတ်ဆင်းရဲရတာဖြစ်ဖြစ်အကြောင်းကြောင်းတွေရှိမယ်အဲ့ဒီလိုမျိုးတောက်စစ်ဖြစ်တဲ့အရာတွေကို ကိုကအရှိကိုဆက်ပြီးတော့စွဲမခေါ်တင်ဘူးဒါကြောင့်မို့လို့သူတို့နဲ့ပတ်သက်တဲ့အရာတွေအလုံးကိုကိုက delete လုပ်လိုက်ရပါမယ်ဥပမာ line ပေါ်မှာဆိုရင်လည်း delete လုပ်ပါဒီကယ်လို့ facebook account တွေမှာဆိုရင်လည်း block လုပ်လိုက်ပါဖြစ်နိုင်ရင် လုံးဝသူတို့နဲ့ပတ်သက်တဲ့အရာတွေကိုမြူးသမြုံအောင်မမြင်မာနဲ့မစင်စားပါနဲ့မတွေးပါနဲ့ တွေးလာမိတဲ့အတွေးဝင်လာတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအတွေးကိုတခြားအရာတွေနဲ့ဖြောက်ပြစ်လိုက်ပါသင်အဲ့ဒီလိုမျိုးနေနိုင်သွားတဲ့တနေ့မှာသင်ကအရာရာကိုအောင်မြင်သွားပြီဖြစ်တယ်သင်ကအရှိတလန်းကိုတိုးသွားပြီဖြစ်တယ်အဲ့ဒီလိုမျိုး မလုံနိုင်တဲ့ရွေးကတော့သင်ကအဲ့ဒီကြားထဲမှာပဲဆုံးရှုံးနဲ့အရှုံးသမားတယောက်ဖြစ်နေလိုက်ပါမယ်ဘာဖြစ်လို့ဒီလိုမျိုးအရှုံးသမားဘဝနဲ့ဆက်နေအောင်မှာလဲကိုယ့်အပေါ်ကိုမကောင်းတဲ့လူကိုယ်က ီလူတယောက်ကိုမုန်းနေတဲ့သူကိုကဒီလူတယောက်ကိုအမြင်မကြည့်ဘူးကြည့်မရဖြစ်နေတဲ့သူဒီလူတယောက်အတွက်ကိုဘဝကြီးကိုအရှုံးမပေးပါနဲ့ကိုဘဝရဲ့အချိန်ဒီအားလုံးကတန်ဖိုးရှိပါတယ်လူဘဝဆိုတာတူပါတယ်ကိုနဲ့ ခိုက်တန်တဲ့အရာတွေကအရှိမအများကြီးရှိပါသေးတယ်။ကိုဘက်ကနေပြီးတော့ဒီအခွင့်အရေးကိုတကားဖွင့်ပေးပြီးတော့လမ်းဖွင့်ပေးတဲ့ဆိုရင်အဲ့ဒီအခွင့်အရေးတွေအကုန်လုံးကကိုယ့်စီကိုပြန်ပြီးတော့ရောက်လာမှာဖြစ်ပါတယ်။ကိုကိုယ်တိုင်ကမျက်စိပိတ်နားပိတ်ပြီးတော့ကျန်နာတွေကိုတကားပိတ်ပြီးတော့အမုန်းတရားတွေနဲ့ဒီနာကြီးချက်တွေကိုပဲအထဲထဲထည့်ထားမယ်ဆိုလို့ရှိရင်ကိုဘာတော်ကိုအထဲမှာလောင်ကျွမ်းခြင်းတွေဖြစ်နေပါလိမ့်မယ်။ဒီတော့ကိုယ့်အပူကိုကိုဘာတော်ကိုမရှာပါနဲ့ဖြစ်နိုင်မယ်ဆိုရင်တကားကို ဖွင့်လိုက်ပါဒီတော့အရာအားလုံးကပတ်ဝန်းကျင်မှာအရာအားလုံးကသဘာဝဒီအားလုံးကလှပနေပါတယ်သဘာဝကြီးကပေးတယ်ကောင်းချင်းကောင်းသောအရာတွေအားလုံးကကျမတို့တွေအားလုံး ਨੇ ထိုက်တန်ပါတယ်ဒါကြောင့်မို့လို့မျက်စိဖွင့်ပြီးတော့ဟိုနှလုံးသားကိုပြန်ပြီးတော့ဖွင့်လိုက်ပါခံစားချက်တွေအားလုံးကိုမကောင်းတာတွေရှိခဲ့ရင်ဖယ်ရှားလိုက်ပါ အမိုက်ကို ြစ်လိုက်တာကအကောင်းဆုံးပါအမိုက်ကိုချင်းနေထည့်ပြီးတော့အခန်းထဲမှာတင်ထားရင်ကြာရင်ပုတ်ပါတယ်နမ်ပါတယ်ဒီတော့ဒီအမိုက်ပုံကပြစ်ဖို့ပဲတင်တော်ပါတယ်ဒါလေးကိုပြောပြချင်ပါတယ်ဒီတော့ကျမတို့တွေကဒီအမုန်းတရားတွေကိုဆွဲထားပြီးတော့ခံစားနေတာမျိုးတွေအာဘဝကိုရှေ့မဆက်နိုင်တဲ့သူတွေအတွက်ကဟိုကျမအကြံပေးချင်တယ်ဒီအရာတွေအားလုံးကိုစွန့်ပစ်နိုင်အောင်ကြိုးစားပါကိုယ့်ရဲ့ အခန်းထဲမှာကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့နှလုံးသားထဲမှာအားလုံးကိုသူတို့နဲ့ပတ်သက်တာကို ရှင်းနိုင်တဲ့တနေ့တင်ဒီအဆအဆအရာမှာအစ်စ်အစ်စ်တော့ကောင်းသောအရာတွေကတင့်အတွက်ကကြိုးဆိုပြီးသားရှိနေမှာပါတင်နဲ့ထိုက်တန်တော့ကောင်းသောအရာတွေကတင့်ကိုတကားဝမှာစောင့်ကြိုနေပြီးသားဖြစ်မှာပါဒါကြောင့်မို့လို့ကိုဘဝကိုအဲ့ဒီ တောကတွေဒုက္ခတွေခုနကအမုန်းတရားတွေထဲမှာပဲမမြုပ်နိုင်လိုက်ပါနဲ့လို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်